ဲအားလုံးမင်္ဂလာပါဗျ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မြန်မာပရိသတ်တွေနဲ့ကမ္ဘာတဝန်ကပရိသတ်တွေအားလုံးကဒါစိတ်ဝင်စားနဲ့ဆောင်မြကြည့်ရှုခဲ့ရတဲ့1172ရက်ဒါအဓိကကောင်းပွဲကြီးကတော့ဒါလုံးဝမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့အပွဲက PC တွားခဲ့တယ်လို့ပြောရမှာဖြစ်တယ်ဗျဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ဒါ Japan Fighter Takiru အနေနဲ့ဒါမြန်မာ Fighter တန့်စင်တုံးကပွဲလိုပဲ သူ့အနေနဲ့ဒါနီးစနစ်ကိုအခြေခံပြီးတော့မှဒါအမိုက်ကစားတယ်လို့ပဲပြောရမှာပြ။အဲ့တော့ကျွန်တော်တို့ Takiru နဲ့တန်းစင်လို့ရှင်ပြန်ထုတ်တက်သွားခဲ့တဲ့ပွဲကိုဒါအသေးစိတ်သွားပြီးကြည့်မယ်ဆိုရင်တော့ဒါပရိသတ်တွေအနေနဲ့သိမြင်နိုင်တယ်။ Takiru အနေနဲ့ဒါတန်းစင်ရဲ့1 2တွဲလုံးထူးချက်တွေကိုဒါအထိခံပြီးတော့မှဒါရှင်ပြန်ကစားသွားခဲ့တယ်ပေါ့နော်။အဲ့တော့ဒီတန်းစင်ရဲ့ဒီ1 2ထူးချက်တွေကိုဒါ Takiru ကဒါခံနိုင်တယ်လို့ပဲပြောမှာပြ။ ဲ့တော့ဒီ1 2ပြီးသွားတဲ့နောက်နောက်ပိုင်းမှာဆိုရင်တော့ဒီတလက်ဆက်လာတဲ့ဒီ tree ဒါမှမဟုတ်ね4ပေါ့နော်ဒီနောက်ထပ်တွဲလုံးတွေပြန်လာတဲ့ဒီထူးချက်ဒဏ်ကိုဒါ Takiru အနေနဲ့မခံနိုင်ဘူးအလုံးနဲ့ပဲဒါတန့်စင်တဲ့ပွဲမှာသူ့အနေနဲ့ဒါပထမအခြေအတွင်းမှာပဲဒါ knock out ပြီးခံလိုက်ရတယ်ပေါ့နော်အဲ့တော့ road turn နဲ့ပွဲမှာဆိုရင်လေဒါ thuni tu ပဲဗျ takiru အနေနဲ့ဒါ road turn ရဲ့ဒီ1 2တွေကိုကျွန်တော်အထီးခံပြီးတော့မှဒါစတင်ကစားတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒါသူ့အနေနဲ့ ဒီအပိုင်းကဒါသူ့ရဲ့အာနေချက်လို့လည်းပြောလို့ရတယ်အာနေချက်ကလည်းဒီသူ့ရဲ့ဒီအလိကျင့်အာတာချက်တစ်ခုလိုမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့တန်းစင်နဲ့ပွဲမှာဆိုရင်လည်းသူ့အနေနဲ့ဒါ1 2တွေထိခံပြီးတော့မှဒါ gap ကိုဖွင့်ပြီးတော့မှဒါတိုက်ဆစ်စင်ပြီးကစားလေးရှိတယ်ပေါ့နော်အဲ့တော့ဒီ rotan နဲ့ပွဲမှာဆိုရင်တော့သူ့အနေနဲ့ဒီ1 2ကိုဒါအထိခံရတယ်ပေါ့နော်အဲ့တော့ဒီ1 2ချင်းကတော့နည်းနည်းလေးဒီကွာချမှုရှိတယ်တန်းစင်ရဲ့1 2ကတော့ဒါပို့ပြီးတော့မှ လင်မြန်မှုရှိတာပေါ့เนาะဒါ Rotan ရဲ့12ကနည်းနည်းလေးဒီပါဝါရပြောမှုဆိုပူပြီးပြင်းတယ်ဒါသူရဲ့ဒါ12တွားတဲ့ပုံစံကဒီဘဲဘဲကိုချက်ဝင်တာမျိုးမဟုတ်ဘဲနဲ့လောကဒီဘဲ white ပြင်းပြင်းဝင်ပြီးတော့မှဒီညာဖြောင့်တောင်မဟုတ် right hook ပေါ့เนาะအဲ့လိုဝင်တဲ့အချိန်မှာဒါ Takiru ကဒါရသေးတယ်လို့ပြောမှပြဒါတန့်စင်တော့ကပွဲလိုပဲဒါ12ကိုသူ့နဲ့အထီးခံတယ်ပေါ့เนาะ တို့ပေမဲ့ဒီမထင်မှတ်ထားတာကဒီ1 2ပြီးသွားတဲ့နောက်ပိုင်းမှာဒါနောက်ထပ်ဒီဘယ်ဝိုက်ပေါ့နော်3ဆိုပြီးတော့မှဒါရောထန်ရဲ့ဘယ်ဝိုက်ပြင်းပြင်းတလုံးဝင်လာလိမ့်မယ်ဆိုတော့သူ့အနေနဲ့ဒီတန့်စင်လုံးကပွဲလို့ပဲဒီ1 2ဝင်ပြီးတော့မှကျွန်တော်နောက်ထပ်ဒီဘယ်လက်တီဝင်လာမယ်ဆိုတော့သူ့အနေနဲ့လုံးဝဒါမထင်မှတ်ထားပုံရတယ်ဗျ။တို့ပေမဲ့လည်းဒါကျွန်တော်ရဲ့အမြင်ကပြောမယ်ဆိုရင်တော့သူ့အနေနဲ့ဒါတန့်စင်တုံးကဒီအမားတွေကိုလည်းသူ့အနေနဲ့ပြင်ဆင်ခဲ့မှာပဲ။တို့ပေမဲ့လည်း ဒါရော့ထန်တဲ့ပွဲမှာတော့ဒါတန့်စင်လူပဲလာလိမ့်မယ်ဆိုတာကိုတာကီရူအနေနဲ့တတိမထာမီပုံရတယ်ဗျအဲ့တော့ဒါကတော့အတိအကျတော့ပြောလို့မရဘူးဒါတာကီရူဒါကရင်ကရှင်ကိုတိုင်းကတော့ဒါအတိဆုံးဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြင်ရတော့ဒါတာကီရူအနေနဲ့ဒါတန့်စင်တို့ကအားနည်းချက်တွေကိုဒါပြင်ဆင်ခဲ့မှာပဲတို့ပေမဲ့ဒီ rotten ရဲ့ဘေဝိတ်ကလည်းတော်တော်လေးမြင်တယ်လို့ပြောမယ်ဗျဒီ range ယူတဲ့ ီအကွာဝေးကပြောမယ်ဆိုရင်ဒါတူတူလေးနဲ့ထိချက်ပြင်းပြင်းနဲ့ဒါသခီရူနေနဲ့ဒါဒရီသားမီရင်တော့မှကျွန်တော်ဒါရှောင်းလွဲလို့မရတဲ့ပုံစံမျိုးနဲ့ဒါဘယ်လက်တီပြင်းပြင်းနဲ့ဒါအထီးခံပြီးတော့မှလုံးဝကိုဒါမောက်ကျသွားခဲ့တယ်ပေါ့နော်အဲ့တော့တန်းစီတော့ငါဆိုရင်တော့ပြောမယ်ဆိုရင်တော့သူ့ရဲ့ဒီဘယ်ဝိုက်ဒီဘယ်ဖြောင့်ဒီဝင်တာကဒါနည်းနည်းလေး range ကကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါ rotten က လက်ကကျွန်တော်ရှိထုတ်ထားရဲဆိုရင်သူ့အနေနဲ့ဒါချက်ချင်းကို베ဝိုက်က range မယူဘဲနဲ့အဲ့လိုမျိုးပေါ့နော်မြင်မြင်ဆန်ဆန်နဲ့သူ့အနေနဲ့ဒါ power ပြင်းပြင်းအာရန်ပြင်းနေတဲ့အချိန်မှာဒါထိုးလိုက်တဲ့အတွက်ကြောင့်မို့ဒါ Takiro အနေနဲ့လုံးဝဒါမောက်ချသွားခဲ့တယ်ပေါ့နော်အဲ့လိုမောက်ချသွားတဲ့အချိန်မှာဆိုရင်တော့ဒါ Takiro အနေနဲ့ဒီပြောမှဆိုရင်နည်းနည်းလေးမူးနေသေးတယ်လို့ပဲပြောမှပြဒါဒီသူ့အနေနဲ့ကျိုးဝိုင်းမှာပေါ့နော်ဒီ champion မှာ ဒီလက်ကထောက်ထားတယ်ဒါနည်းနည်းလေးဦးဒီမှဒါထမင်းလို့ဒါတွက်ဆထားမှုရတယ်ပေါ့နော်ဒါသူထလာလိုက်ရှင်ဒါမူးနေမှလည်းသူကမလိုလားဘူးပေါ့နော်နည်းနည်းလေးသူအနာယူနေတဲ့ပုံစံမျိုးတွေးလိုက်တယ်ဒါပေမဲ့သူထလာတဲ့အချိန်ကပြောမယ်ဆိုရင်နည်းနည်းလေးဒီအချိန်နှောင်းသွားနေလို့ပဲပြောမယ်ဗျအဲ့တော့မမှန်ဆိုရင်တော့ဒီခွန်ရှစ်အမတ်စီရေးတွက်တဲ့အချိန်မှာဒီခွန်ရှစ်လောက်မှာဒါထနိုင်တယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်တို့မေတ္တာသူ့အနေနဲ့ဒီတကယ်ကို ရှစ်ရည်ပြီးတာကိုးရည်တဲ့ချိန်မှသာ စပြီးတော့မှထတဲ့ဒိုင်ကလက်ပြဆိုတဲ့ချိန်မှာသူကလက်ပြလိုက်တော့အဲ့ဒီချိန်ကလုံးဝမမီတော့ဘူးတော့ပြောမှဆိုတော့လုံးဝဒီ10စက္ကန့်ဒါမက်စင်30ထိရတာကွက်တိဖြစ်သွားတဲ့အတွက်ကြောင့်မို့ဒါဒိုင်ကလည်းပြောမှဆိုတော့လုံးဝဒါမတက်နိုင်တော့တဲ့အနေအထားတစ်ခုမျိုးရောက်ရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့ Takiru အနေနဲ့ပြောမှဆိုတော့ဒီသူ့အနေနဲ့ကတော့ပြောမှဆိုတော့ဒီအမက်စင်30ထိတောင်စောင့်စရာမလိုဘဲနဲ့ဒါရှုံးတင်းတဲ့အနေအထားတစ်ခုမျိုးမှာ ဒါကျွန်တော်ရဲ့အမြင်ကတော့ဒိုင်ကသူ့ကိုဒီအခွင့်အရေးပေးတဲ့အနေနဲ့ဒါစောင့်တော့စောင့်ကြည့်လိုက်သေးတယ်ဒါပေမဲ့လည်းဒါလုံးဝမရတော့တဲ့အနေထားတစ်ခုမျိုးနဲ့ဒါရှုံးနေသွားခဲ့ရတယ်ဗောနော်အဲ့တော့ဒီပွဲကိုအနစ်ချုပ်ပြောရမယ်ဆိုရင်တော့ဒီတန့်စင်တုံးကအမားအတိုင်းပဲကျွန်တော်တို့ဒါဒီရော့ထန်နဲ့ပွဲမှာလဲဒါသာခီရိုအနေနဲ့ဒါသူ့ရဲ့အမားကိုဒါတဲဆောင်လာတယ်လို့ပြောလို့ရတယ်ဗောနော် ဲ့တော့ကျွန်တော်ဒီပွဲမဖြစ်လာခင်မှာဆိုတော့ဒါပွဲကြိုအင်တာဗျူးတွေမှာကျွန်တော်ရော့ထန်ပြောဆိုထားခဲ့တဲ့စကားတွေကိုကျွန်တော်တွားပြီးလေ့လာကြည့်မယ်ဆိုရင်သိမြင်နိုင်တယ်ပေါ့နော်ဒါရော့ထန်နေနဲ့ဒါသူကိုယ်တိုင်ကဒါသခီရူရဲ့ဟာကွက်ကိုဒါသူရှိထားတယ်ပေါ့နော်ဒါသူရဲ့ဟာကွက်ကိုဒါသူအနေနဲ့ဘယ်လိုအကင်တွေဖြည့်ရှင်းရမလဲပေါ့နော်ဒါရော့ထန်နေနဲ့ဒါအနိုင်ရအောင်ဘယ်လိုမျိုးထိုးရမလဲပေါ့နော်သူအနေနဲ့အနိုင်ရယူနိုင်တဲ့ဒါ ဟာကွက်တကူတွေ့မြင်ထားတယ်ဆိုပြီးတော့မှသာပြောဆိုထားခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီပွဲမှာ Rotan ကအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီတန့်စင်နဲ့ Takiru တို့ရှင်ပြိုင်ထူးတက်ခဲ့တော့ကဒါ Takiru အနေနဲ့ဒီတန့်စင်ကိုအလဲထူးခံလိုက်ရတဲ့ပုံစံနဲ့ဒီ Rotan နဲ့ကစားသွားတဲ့ဒါအလဲထူးခံလိုက်ရတဲ့ပုံစံက ဒါစင်တယ်လို့တော့ပြောလို့ရတယ်ဗျတေချာလေးတွားပြီးကြည့်မယ်ဆိုတော့ပေါ့နော်အဲ့တော့ဒီအနေငယ်လေးကွာချားတွားတာဆိုလို့ဒီပါဝါဘိုင်းနဲ့ပြောမယ်ပေါ့နော်အဲ့တော့ဒီ rotan ကပြောမယ်ဆိုရင်ပါဝါဘိုင်းအရာကပို့ပြီးပြင်းတယ်ဒီအတွက်ကြောင့်မို့တာထားခင်းလို့နေဒီပထမအချိန်မှာပဲသူ့အနေနဲ့ဒီအမတ်စင်တစေတိရည်သွက်ခံရတဲ့အချိန်မှာဒါမထလာနိုင်တဲ့အတွက်ကြောင့်မို့ဒါအရှုံးနဲ့ရင်ဆိုင်သွားခဲ့ရတယ်ပေါ့နော် ဲ့တော့ပြောရမယ်ဆိုတော့ဒီပွဲကလောကဒီမထင်မထားတဲ့ပုံစံမျိုးနဲ့တော့ PC သွားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မတ်မီသေးသလားတော့မသိပြသေးတာခီရူနဲ့စူပါလက်တူဒါရှိမင်းထိုးတက်သွားခဲ့တဲ့ပွဲမှာဆိုတော့ဒါလုံးဝဒါပြည်သက်တွေကိုရတာချိုးဖြေမှုပေးနိုင်တဲ့ဒါပွဲပုံစံမျိုးနဲ့ဒါရှိမင်းထိုးတက်ပြီးတော့မှဒါပြည်သက်တွေကိုရတာအပြည့်ရစီခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကတော့ဒါကျွန်တော်တို့မျော်လင့်ထားသလိုတော့မဖြစ်လာဘူး အနည်းဆုံးကျွန်တော်မကြည့်ရရင်တော့မှဒီတုံးချီလောက်ကြည့်ရတယ်ဆိုတော့ဒါမဆိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါအခုကတော့အာအချိန်အကြာကြီးစောင့်မျှော်ကြည့်ရှုခင်ရတဲ့ပွဲစဉ်ကဒီ fighter နဲ့အောင်ချားမှကျွန်တော်တို့ဒါဘယ်လိုမျိုးအတာချက်အားနည်းချက်ပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားသွားခဲ့တယ်လဲဆိုတော့ဒါကျွန်တော်အချိန်ကြာမြင့်စွာမကြည့်လိုက်ရတဲ့အတွက်ကြောင့်မဒီပွဲကပြောမယ်ဆိုတော့ဒီပွဲ PC မှုကတော်တော်လေးမြင်လေနှမျောဖို့လဲကောင်းနေလို့ဒါပြောလို့ရတယ်ပေါ့နော် အဲ့တော့ဘလူးဝဲပြပြပြဒီပွဲမှာကတော့ဒါကျွန်တော်အနေနဲ့ဒီသာကီရူကိုတော့နိုင်စေချင်တယ်ဗျတို့ဝင်မယ်လေဒါမာဂုံရပြောမယ်ဆိုရင်တော့ဒီရော့ထန်ကပြစ်တက်တွေအားလုံးတိကျတဲ့အတိုင်းပဲတော်တော်လေးမာလေးဖိုင်တာတူဖြစ်တယ်မနော်ဒါသူကလည်းပြောမယ်ဆိုရင်တော့ဒီပွဲစဉ်မှာဒီအထီးခံရတဲ့အချက်တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီမူထိုင်းထိုးနေကြဖိုင်တာကဒီလက်အီထူနဲ့ဒါထိုးခံရတဲ့အချိန်မှာကတော့ပူပြီးတော့မှတူတက်ပြောမယ်ဆိုရင်တော့ ပို့ပြီးမနာဘူးလို့ပဲပြောမှာပေါ့နော်အဲ့တော့သာခီရူကတော့ပုံမှန်ကျွန်တော်တို့ဒီလက်ရထူနဲ့ထိုးလာတဲ့အတွက်ကြောင့်မို့ဒါသူ့အတွက်ကတော့ပြောမယ်ဆိုရင်တော့ဒါအထူနဲ့ဒါထိခံရမယ်ဆိုရင်တော့ဒီအတိုင်းတားဒီအတိုင်းတားပဲပေါ့နော်တကယ်ကျွန်တော်မွေထိုင်းထိုးတဲ့လူကကျွန်တော်အပားနဲ့ထိုးတဲ့လူကဒါအထူထိုးခံရတဲ့အချိန်မှာသူကပိုပြီးတော့မှခံတာပဲပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့လဲဒီခံနိုင်အားမှလည်းဒါအဓိကစကားပြောသွားတယ်လို့ပြောမှာပေါ့နော်ဒါဒီခံနိုင်အားမှကရောထန်က ဒီပွဲမှာကျွန်တော်မြွေထိုင်းပွဲစဉ်နဲ့ပုံပြီးကောင်းသွားပြီးတော့မှဒါတစ်ဖက်ကဒါ Takiro ကိုလည်းသူ့အနေနဲ့ဒါပေါဝါပင်းပင်းနဲ့ကျွန်တော်အလဲထိုးလိုက်နိုင်တယ်ပေါ့နော်အဲ့တော့ပွဲပြီးသွားတဲ့အချိန်မှာဆိုရင်တော့ဒါချက်ထွေကလည်းဒါသူ့အနေနဲ့ဒီမကြီးပွဲနဲ့ပတ်သက်ပြီးတော့မှဒါဖြစ်နိုင်တယ်တီချာတယ်ဆိုပြီးတော့မှဒါပြောဆိုသွားတာတော့ရှိတယ်ပေါ့နော်တူဝိမဲ့နဲ့ဒီချက်ချင်းဖြစ်လာဖို့ကတော့တိတ်ပြီးဒါမလွယ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီရလက ဒါတော်တော်လေးပြက်တာမှုတစ်ခုရှိသွားခဲ့တယ်လို့ပြောမယ်ဗျအဲ့တော့ Takiru အနေနဲ့နောက်ပွဲမှာကျွန်တော်ဒီတခြား fighter ဒီတယောက်ယောက်ပေါ့နော်တယောက်ယောက်နဲ့ဒါရှင်ပြန်ထူးတက်သွားပြီးတော့မှဒါနိုင်ပွဲတွေပြန်လဲရယူပြီးတော့မှဒါ Rotan နဲ့ဒါမကြည်ပွဲပြန်လဲထူးတက်သွားဖို့ဒါဖြစ်နိုင်ချေကပိုပြီးများတယ်လို့ပြောမယ်ပေါ့နော် ဲ့တော့ Takiro ရဲ့အိမ်မက်ကလည်းဒါချန်ပီယံဖြစ်ဖို့ပြင်မှတ်ထားတာဆိုတော့ကျွန်တော်တချိန်ချိန်မှာဒါ Takiro အနေနဲ့လည်းဒါနိုင်ပွဲတွေပြန်ပြီးရမယ်ဆိုတော့ဒါ Rotten ကဘလိုပဲပြပြောကျွန်တော်ဒုတိယအချိန်ဒါမကြည်ပွဲအနေနဲ့ဒါရှင်ပြန်ထိုးတက်သွားရနိုင်ချေရှိတယ်ပေါ့နော် Okay ကျွန်တော်တို့ဒါပရိသတ်တွေအနေနဲ့ရောဒီပွဲစဉ်လေးကိုဒါကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ ဒါဘယ်လိုမျိုးထင်မြင်ယူဆချက်တွေရှိသေးလဲပေါ့ဗောနော်ဒီပွဲနဲ့ပတ်သက်ပြီးဒါကိုရဲ့ထင်မြင်ချက်လေးတွေကိုလေဒါအောက်ကခွန်မတ်မှာဒါဝင်ရောက်ဆွေးနွေးတော့ပြဖို့ဒါပရိသတ်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်โอเคကျွန်တော်ဒီကနေ့ရဲ့ဒီ1172အတိကကောင်ပွဲတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါလိမ့်နောက်လာမယ့်နေ့ရက်ဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါ